လူမျိုးနိုင်ငံလူမျိုးပေါ့နီးတူသူကစစ်တပ်အားလားတိုင်းတာကိုသဘောတူခဲ့တဲ့နိုင်ငံပဲရုရှားနိုင်ငံရဲ့ဝင်ကြီးကိုဆိုလဲသူကစီတူပွက်ပေးတယ်ပေါ့နော်ပြီးရင်ဒါဗီလာရုသမရာကိုဆိုလဲသူကအကမဟာတီစီတူပွက်ပေးမယ် င်္ဂလာပါ။ကျွန်ပြည်သူအမှန်ငါတို့တန်စီစီကနေကြိုဆိုပါရစေ။ဆိုင်းမင်္ဂလာပါ။မင်္ဂလာပါဘုန်းကြီး။အခုဒီရက်ထက်သတင်းထူးတာတော့သတင်းထူးဆိုတာထက်ပေါ့နော်။ပြောချင်နေတာ။ဒီအစ်စ်တို့အကြောင်းပဲပေါ့နော်။မင်းအောင်လိုင်း။အဲမင်းအောင်လိုင်းအခုဒါရုရှားပြီးသွားပြီ။ကြီးစင်သွားတယ်။အဲသူတို့ဒီဘောမရက်ကွာဘက်ကလည်းဒီဥစ္စာကိုသူကဂုံယူစရာမရှိကြံဖန်ဂုံယူရတဲ့ပုံစံမျိုးပေါ့လေနော်။ဟုတ်ဟုတ်။ဟိုဒါနိုင်ငံခြားဆက်ဆံရေးပို့ပြီးတော့ကောင်းမွန်လာပြီးတို့ပြီးတော့ ဒီသူတို့ဘက်ကရက်ကွက်ရဲ့အခြေအနေတွေပေါ့နော်အခက်ခဲတွေကိုကူညီဖြည့်ရှင်းပေးမဲ့ရုရှားသမ္မတကြီးကျမပါစီတို့အဲဒါအဲ့လိုမျိုးတွေပါသူတို့ဒါဂုံစာနေရတာပေါ့နော် ပြီးတော့ကျတော့သူတို့ဖအေကိုဟိုကနေမှခန်းသားနဲ့ကြိုဆိုတဲ့ဟာပေါ့နော်အဲဥစားသူကအာတွေ့လာငါတို့ဒါလူကြီးကိုဒီလိုမျိုးတော့ကြိုဆိုရတာဆိုပြီးတော့သူကဂုံစာတာပေါ့လေနော် အတကယ်တမ်းကျတော့ဒါအထင်ကြီးစရာမှမရှိတာဝရံပြေချင်းချင်းတွေ့တာပြောရမယ်ဆိုတာဟိုကလည်းဝရံပြေဒီကောင်လည်းဝရံပြေဝရံပြေချင်းချင်းတွေ့ကြတဲ့ဟာပေါ့နော်သူတို့ချင်းချင်းမှဖလဲတကင်းမလို့ဘယ်သူကလုံမလို့ပြောအဲ့တော့ကဘာအလင်းမှာဒါသူတို့ဟိုအချက်ရနေတဲ့ဒါဝရံပြေနှစ်ကောင်တွေ့တဲ့ဟာကိုသူတို့ကကြံဖန်ပြီးတော့ဂုံယူနေတဲ့ဟာအဲအဲ့ဥစားတော့ပြီးသွားပြီနောက်ထပ်တကောင်စီကိုထပ်သွားအောင်မှာပေါ့နော်ဒါဘီလာရုစ်အဲဘီလာရုစ်ကိုသွားပြီးတော့ဒါသူတို့တွေ့အောင်မယ်အဲပြီးတော့အဲဒီဥစားအတွက်ကိုလည်းချိုးကတော့ဟိုဟိုပါပေါ့ ဟိုသူတို့ဘက်ကတော့ကြိုက်တာပေါ့ကျွန်တော်တို့ဒီတော်လန်ပြည်သူတွေဘက်ကကြတော့ကြိုက်ရမှာမရှိတာဒီကောင်းလည်းဒါပြောရရင်တော့ဒါရုရှားလို့ကောင်မျိုးနဲ့မဟာမိတ်လုထားတဲ့အာနာရှင်နိုင်ငံပဲနော်ပြီးတော့ဒါမင်းအောင်လည်းအာနာသိမ်းမှုကိုဒါရှုံချဖို့အကူလာတမကအဆိုကိုစန့်ကျင်ခဲ့တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်တယ်အဲပြီးတော့ဒီ2022ခုနှစ်မှာအာဒါ Justice for Myanmar ပေါ့နော်ဒီဒီအဖွဲ့တွေရဖော်ထုတ်မှုရပါတော့လူခွင့်ရေးသမားတွေတားဆီးနေတဲ့ကြားပါတော့တောင်းဆိုနေတဲ့ကြားအနေမှာ ဒါဗယ်လာရုကဒါမင်းအောင်လိုင်ကိုလက်နက်တွေရောင်းပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်။အဲတော့ကျတော့စီးပွားရေးအရဆိုတာထက်စစ်ရေးအရနော်အဲသူတို့အချင်းချင်းပို့ပြီးတော့အကူအညီရရှိရေးအရသူကတွတ်တွေ့တယ်လို့ဒါကျွန်တော်တို့ကယူဆတယ်နော်။အဲရှေ့ပိုင်းမှာလေဒီနိုင်ငံနှစ်ခုကြားထဲမှာခုနလိုစစ်လက်နက်ပစ္စည်းဒါရောင်းဝယ်မှုတွေရှိခဲ့တယ်လေ။အရှိခဲ့တယ်အဓိကတော့ဒါမင်းအောင်လိုင်ကဝယ်ရဝယ်တာပေါ့နော်။အဲ့တော့ဟိုကနေမှထုတ်ပြီးရောင်းဝယ်ခဲ့တဲ့ဟာမျိုးတွေကျွန်တော်သိရတယ်။ ဲ့တော့အဲ့ဒီနိုင်ငံကဒါဗီလာရုစ်နိုင်ငံကပေါ့နော်အာဒီမြောင်းလိုင်းအတွက်ကိုဘလို့ဟာမျိုးတွေရောင်းပေးခဲ့တာရှိလဲသူတို့ဆက်ဆက်ရင်ဘလို့ရှိတယ်လဲဘလို့ရှိခဲ့တယ်လဲပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါသူကတော့ခုနကကျွန်တော်တို့ဒီစစ်တပ်ကအာဏာသိမ်းကြရမှာတရုတ်နဲ့ရုရှားနဲ့လူမျိုးနိုင်ငံလူမျိုးပေါ့နီတူသူကစစ်တပ်အာဏာသိမ်းတာကိုသဘောတူခဲ့တဲ့နိုင်ငံပဲဟုတ်တယ်ဟုတ်တယ်နိုင်ငံပဲခုန2023အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာဘိုးကြီးက2023ခုနှစ်မှာဒါစစ်ကောင်စီကို ကောင်စစ်ဝင်ယုံနေပါလေဖွင့်လင့်ခွင့်နေပါပါဒါဗီဒါလို့ဆီမှာပေးခဲ့တာပေါ့နော်အဲ့ဒီမှာမှခုနကျွန်တော်တို့2025ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာဒါဗီဒါလို့နိုင်ငံသားရေးဝင်ကြီးကမင်းအွန်လိုင်းနဲ့မြန်မာနိုင်ငံမှာတွေ့သေးတယ်တွေ့ပြီးတော့ခုနကာကွယ်ရေးနဲ့ပတ်သက်တဲ့ဟာတွေဟိုတိုးမြင့်ဖို့လုံခြုံရေးတိုးမြင့်ဖို့လိုပါတော့ပေါ့နော်အဲ့လိုမျိုးပူးပေါင်းဟိုဖြစ်ခဲ့တဲ့ဟာတွေဆွေးနွေးခဲ့တာပေါ့အခုဒီခါကတော့ဒါမင်းအွန်လိုင်းဟာ ဗီရာရုစ်နိုင်ငံကိုသွားမဲ့အဆင့်အထိဟုတ်အဲ့ဒီမှာချိန်မှာကျွန်တော်ကျွန်တော်တို့ဒီလေဓာတ်မှာဆိုရင်ဒါဒီဗီရာရုစ်နိုင်ငံနေမှာဒါဟိုပါပေါ့အမှတ်181ဟိုပါဗီရာရုစ်နိုင်ငံအမှတ်181လေဓာတ်စကန်မှာဒါ MI35 maintenance course ပေါ့လေဒါနေရင်ဒီ MI35 လေရင်ရဟတ်ရင်ကတော့ကျွန်တော်တို့ပြည်သူတွေကိုနေရောညပါဒါအဆင်ပြေနော်ဟိုလေချောင်းကနေပြီးဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတဲ့လေရင်ပေါ့နော်အဲ့ဒီလေရင်เนี่ยပတ်သက်တဲ့ ဒါတင်နန်းနေပါလေဆိုရလဲဒါဒီနိုင်ငံမှာပဲပို့ချတာမျိုးပေါ့နောက်တစ်ခုကခုန MI35 တွေနဲ့ပတ်သက်တဲ့စစ်လက်နက်ပစ္စည်းတွေဆက်ဆက်ပစ္စည်းတွေနောက်တစ်ခုက MI70 တို့ဘာတို့နဲ့ပတ်သက်ဆက်နွယ်တဲ့ပစ္စည်းတွေကဒီနိုင်ငံကပဲဒါအများဆုံးဒါစစ်ကောင်းဆောင်တွေကဝယ်ယူလေးရှိတယ်ပေါ့နော်အဲ့ဒီမှာမှခုနကျွန်တော်တို့လေဟန့်ရင်နဲ့မကတော့ပဲနဲ့ခုနကကပ္ပဆာနဲ့ပတ်သက်တဲ့ဟိုဟိုပေါ့လက်နက်ထုံးမဲ့စက်ယုံတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေအစားဒီကုန်ကျန်းတွေရောတွေနော်ဟုတ်တယ်ဒါဟိုပြန်ရောင်းချပေးတာဒီပညာတွေစစ်လက်နက်ပစ္စည်းအများဆုံးရောင်းချပေးတဲ့နိုင်ငံတစ်ခုပေါ့လေဘိုးကြီးနော်ဘီလာရုစ်နိုင်ငံကတော့ကျွန်တော်တို့ဒီရုရှားတို့ယူကရိန်းတို့ပိုလန်တို့အဲ့ဒီနိုင်ငံတွေနဲ့ဒါဟိုပါပေါ့အင်းနီးရှင်းနိုင်ငံတွေပေါ့လေရင်တော့ကတော့ကျွန်တော်တို့ဒီ68မတိုင်ခင်တုန်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံဟို Air Force တုံးခဲ့တဲ့လေရင်တွေဆိုရင်ဒါ US တို့ Switzerland တို့ Netherlands အဲအဲ့လိုနိုင်ငံမျိုးတွေကပဲတုံးတာအခုနောက်ပိုင်းဒါဟိုပါဗော1988နောက်ပိုင်းမှာကျတော့ဒါမြန်မာနိုင်ငံစစ်ကောင်းဆောင်တွေဟိုပတ်သက်တဲ့ခုနနိုင်ငံတွေကရုရှားတရုတ်ဗီလာရုစ်အဲအဲ့လိုအာဏာရှင်နိုင်ငံတွေနဲ့ပဲဒါပတ်သက်ဆက်နွယ်နေတာဟုတ်အဲရှင်းပြောရတော့အခုဟိုဝရမ်းပြေးပေါ့လေခုနဟိုရုရှားသမ္မတကလည်းဝရမ်းပြေးမင်းအောင်လန်လည်းဝရမ်းပြေးဆိုခုနလိုအာဏာရှင်တွေပေါ့နော်ဗီလာရုစ်ကလည်းအာဏာရှင်ဆိုတော့ ပြောရမယ်ဆိုတော့ဂျိုဂုတ်ချီရဂျိုကွေးလာဆိုတော့တို့ပဲတို့အချင်းချင်းနေပဲပေါင်းလို့ရတယ်ပေါင်းလို့ရတယ်ပေါင်းလို့ရတယ်နေသားပါเนาะတနာလဲတနာဖို့ကောင်းပါတော့เนาะအဲ့ဒီမှာမှကျွန်တော်သိကျင်တာဘို့ရပါသိကျင်လဲဆိုအခုဒါမင်းအောင်လိုင်းသွားတဲ့အချိန်မှာရုရှားကိုရောက်တဲ့အချိန်မှာရုရှားနိုင်ငံသားရေးဝင်ကြီးကိုဒါဘွဲတစိုက်တွေပေးတာပါเนาะအခုဗီဒါရုစ်ကင်မရာနဲ့တွေ့ရင်လဲဘွဲတစိုက်တွေပေးမယ်ဆိုပြီးတော့ ဟိုတရင်ကြားရတာဟိုအဲ့ဝဲစိတ်တွေနဲ့ပတ်သက်ပြီးအဲကျွန်တော်သိချင်တာဟိုဝဲဝဲစိတ်ကသူ့စီမှာအပေါ်ဆုံးလေဟာလို့သူကသူ့ကိုသူလည်းပြန်ပေးနေတာမနေဘူးဒါသူ့ရဲ့ suit ကိုကြည့်လိုက်တယ်ဆိုရင်နော်ဒါဝဲစိတ်တွေဆွဲပြားတွေဘာတွေအာအစုံမဲ့လေနော်အဲသူ့ကိုသူအကုန်ပြန်ပေးထားပြီးတော့ဒီအခုဒါရုရှားနိုင်ငံရဲ့ဝင်ကြီးကိုဆိုလဲသူကစီတူပွက်ပေးတယ်ပေါ့နော်။ပြီးရင်ဒါဗီလာဥ်သမရာကိုဆိုလဲသူကအကမဟာတီစီတူပွက်ပေးမယ်။အဲအဲ့လိုတည်ရတယ်ဒါ BBC မှာတက်လာတဲ့သတင်းတစ်ခုပေါ့နော်။အဲကြောင့်ဟို ရည်စရာကောင်းအောင်တော့ဗောဇာဘာဖြစ်လို့ဆိုတော့ဟိုသူ့မှာပေးစရာအဲ့ဒါဟာရှိဟုတ်သူ့မှာအပေါ်ဆုံးကအဲ့ဒါဗောဗျာဒီလားပြီးတော့ဒါကပေးတယ်ဆိုရင်ညဒါဖောဖားတာဗောနော်အဖောရှော့လုပ်ပြီးတော့လိုက်ဖားနေရတိရအဟိုမျက်နှာမျက်နှာလုံးနေရတာဗောဗျာမျက်နှာချိုသွေးနေရတာဗောငါငါငါတို့စီမှာဒီဥစ္စာတွေကအဲတကယ်ထိတ်တန်းဒါဘွဲတစိတ်တွေဖြစ်တယ် အဲအဲ့လိုဟာမျိုးတွေကိုမင်းတို့ကလည်းဒါပေးတယ်ဒါအတိမတ်ပြုတ်တယ်ဗောနော်ဟုတ်နိုင်နိုင်ငံသားချစ်ကြည်အဲပို့ပြီးတော့ကောင်းမွန်စေဖို့အတွက်ငါတော့မင်းကိုဒါပေးစရာရှိတယ်ဗောနော်တော်သေးတယ်စာအုပ်တွေပါတယ်ဖတ်ပြပြီးတော့စာအုပ်တွေပါယူမသွားလို့ယူသွားမယ်တော့မထင်လောက်ဘူးအဲ့ဒါနော်ဟိုရုရှားကတော့ဟိုပါပါလေကြွတ်မင်းပါလေကြွတ်မင်းပါဂျီရာရုစ်ကတော့ဗာမင်းလာအောင်ပို့မင်းတွေပါလေဒါအဲ့လိုမျိုးတွေခိုင်းတိုင်းပြီးတော့ကိုလှုပ်တဲ့ပုံစံမျိုးရုပ်ပေါက်တာဗောနော်ညပြီးတော့ဒီဝက်ဒ်စိတ်ဆိုတာကလည်းဒါပြောရမယ်ဆိုတော့ဒါ တင်ကဟာရယ်ဘွဲ့ရယ်တစိ့ရယ်ဆိုပြီးတော့သုံးသုံးမျိုးဒါအမျိုးအစားသုံးခုခွဲထားတယ်ထင်ပါဒါတင်ကားပေါ့နော်အဲတင်ကားထဲမှာမှသူကအဲသူရမတင်ကားရဲ့အဲပြီးရင်ပြည်တော်စုစီသူတင်ကားရဲ့ဆိုပြီးတော့သူကနှစ်ခုပေါ့နော်နှစ်ပိုင်းထပ်ခွဲထားတယ်ထပ်ခွဲထားတဲ့အဲထဲမှာအခုပေးတဲ့ဟာဆိုရင်သူကအကမဟာတေးစီသူရဲ့စီသူရဲ့သူပေးတာပေါ့နော်အဲအဲ့ဟာမှာဆိုရင်သူကအကမဟာတေးစီသူရှိတယ် သရုံးမဟာတေးစီသူရှိတယ်မဟာတေးစီသူရှိတယ်ပြီးရင်တေးစီသူရှိတယ်ပြီးရင်စီသူရှိတယ်ပေါ့နော်ရုရှားနိုင်ငံသားရဲ့ဝင်ညို့ပေးခဲ့တဲ့ဟာတော့စီသူပေါ့ဒါအောက်ဆုံးစစ်ပေါ့နော်အခုဒါဗေလာဥတမရာကိုပေးမဲ့ဟာကြတော့အကမဟာတေးစီသူဒီကောင်ကိုယ်တိုင်လည်းယူထားတဲ့ဟာပေါ့နော်အဲအဲ့ဥစ္စာတော့ဒါအတင်ကားထဲမှာသူကအမြင့်ဆုံးထဲမှာတော့ပပတာပေါ့နော်အဒီဘက်မှာကတော့ဒါအကမဟာတေးသူရမတို့ပြီးရင်တီသရိုးတီသူရမတို့ပြီးရင်မဟာတေးသူရမတို့ဆိုပြီးတော့သူခွဲတာအဲခုနကနှစ်ပိုင်းပေါ့နော် ဒါဂျပန်နဲ့ဆစ်ဘက်ပုံစံမျိုးခွဲထားတဲ့ထဲမှာဆစ်ဘက်ထဲမှာတော့သူကအမြင့်ဆုံးဟာကိုသွားပေးမှာပေါ့အဲရှေ့မှာလည်းနိုင်ငံသားရဲ့ဝင်ညို့ပေးခဲ့တော့ဗောနော် သူတို့ချင်းချင်းအဲ့လိုပေးနေကြပဲလေဗျာအဲဒီကောင်းကိုလည်းပေးထားတယ်လေဟိုတရုတ်တရဲလို့လို့ပါလို့ဇာဇာပတ်မိလားဟုတ်ပါဘူးမမမမိဟိုကောင်းကောင်းဟိုပါလေးနဲ့ပူပူလေးပါအဲဟိုကလေးဟိုတရုတ်တရဲလေးလို့ပါနော်အဲ့လိုဟာမျိုးပေးတာအဲဥစ္စာကလည်းဒါရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်ဘက်ဆိုင်ရာတက္ကသိုလ်ကနေပြီးတော့ဂုံတူးဆောင်ပါမပါပွဲသူ့ကိုပေးတာအဲအဲ့ဥစ္စာပေးတာအဲဒီကတော့သူတို့အဲ့လိုပေးရဆိုတာဒီတက်မလို့နှစ်ရက်ကြာဆက်ဆံရေးပို့ပြီးတော့ဒါခိုင်ခိုင်မာမာဆောင်ရွက်နိုင်ဖို့တဲ့ ဆောင်ရွက်နိုင်လို့ပေါ့နော်အဲပြီးတော့ကြတော့ဒါစစ်ဘက်နီးပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်နိုင်လို့အဲပြီးတော့ကြတော့ဒါအဲပညာတော်သင်သင်တန်းသားတွေစီလို့ချင်းတဲ့နှစ်နိုင်ငံကြားဆက်ဆံရေးချစ်ကြည်ရင်းနှီးမှုဒါဆောင်ရွက်နိုင်လို့ဆိုပြီးတော့ပေးတဲ့ဘွဲ့သူတို့တက်ကတော့ပေးတဲ့ဟာကိုအဲပြောရမယ်ဆိုရင်ဒါဒီသူတို့အချင်းချင်းကြားထဲမှာကဒီလိုပဲမျက်နှာလုံနေကြလို့ပြောချင်တာဟုတ်အဲ့လိုဘွဲ့တွေပြီးတော့ဘုရားကျွန်တော်ဘာသွားပြီးတတိယလဲဆိုတော့ဒီမှာစကပုံတစ်ခုပေါ့နော် ဟိုဘုတ်ကိုကြီးကမြောက်ကြီးကိုဘုတ်ကမြောက်ဆိုသူနဲ့ဟုတ်တယ်စကပ်ဘုံပေါ့နော်ဟုတ်တယ်ခုနကြီးကန်းနေမှာခုနဘုတ်ကိုဟာဟိုကိုဘုတ်ရဲ့အမွှေးရခုနလို့မြတ်စွာဘုရားရဲ့တင်ကန်းတော်အရောင်နဲ့တူတယ်ပေါ့ဘာညာကြီးကန်းနေဘုတ်ကိုမြောက်တယ်ဘုတ်ကလည်းတခါကြီးကန်းကိုပြန်မြောက်တယ်ကိုကြီးရဲ့စိတ်တက်မကြပါနဲ့ကိုကြီးရဲ့အမွှေးအရောင်ကလည်းမြတ်စွာဘုရားရဲ့တပိတ်တော်နဲ့ ူပါတယ်ဆိုပြီးတော့အဲ့လိုမျိုးဟောတာပုတ်ကြီးမြောက်ကြီးပုံမြောက်ပုံစံမျိုးတွေဖြစ်နေဟုတ်တယ်ဟုတ်တယ်ငါတို့ဆီကလည်းမင်းတို့အတိမတ်ပြုပါတယ်အဲငါမင်းတို့ဆီကလည်းငါငါ့ကိုအတိမတ်ပြုတယ်အဲဒါလက်ခံပါတယ်ဒါမျိုးပုံစံမျိုးပေါ့နော် ပြအိုက်ပွဲတွေကိုဒါရခဲ့ဘူးတဲ့သူတွေရှိတာပေါ့နော်ဒါဆက်ရွှေတိုက်တို့ဥပဦးမန်ဝင်းမောင်ပြီးရင်ဥနုအဲစာဟုဘရန်ပေါ့နော်ပြီးရင် lock of mo အဲပြီးရင် fee marshes အဲ sorry ပြီးရင်ဒါတိန့်စိန်ဟုတ်အတတတီအဖွဲတွေရခဲ့တဲ့ဟာတွေပေါ့နော်ကျွန်တော်ပြောရှင်တာကအဲအဲ့ပွဲ ရတာတွေပေးတာတွေတော့စိတ်ဝင်စားဘူးဒါပေမဲ့ပြောချင်တဲ့ဟာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါကသူကဒီဒီဘွတ်စိတ်တွေကိုပေးရတဲ့သူကသတ်မှတ်ထားသူကတမရဟုတ်နိုင်ငံတော်တမရကဒါနှစ်စင်ဒါဟိုပါတော့သူကလွတ်လပ်ရေးနေ့ထိမ့်မတ်သူကချီးမြှင့်ပေးရတဲ့ဘွဲ့တစိမ့်တွေဖြစ်တယ်။ဟုတ်ဟုတ်ဒီဘွဲ့တစိမ့်ကိုပေးတာအနှစ်ဆင်ပေါ့နော်။အဲလွတ်လပ်ရေးနေ့အထိမ့်မတ်နေနဲ့ချီးမြှင့်တာ။ဘသူကချီးမြှင့်တာလဲဆိုတော့နိုင်ငံတော်တမရချီးမြှင့်တာ။တမရလည်းပဲရပဲဟိုချီးမြှင့်နေချီးမြှင့်နေဟာပေါ့နော်။အဲအခု ပေးတဲ့ဟာမင်းအောင်လိုက်အဲ့တူကိုသူတမနာလို့ခံယူထားတာဒါပေမဲ့တကယ်တကယ်သူကတမနာမှာမဟုတ်တာတမနာဟုတ်တယ်လေဆရာကြီးသူဘာသူအတင်းအာနာသိမ်းပြီးတော့ရယူထားတဲ့နေရာတခုဘသူကမှသူ့ကိုရွေးကောက်တင်မြောက်ထားတာမဟုတ်ဘူးအဲဘသူကမှသူ့ကိုထောက်ခံအားပေးလို့ဒီနေရာသူရထားတာမဟုတ်ဘူး ပြည်သူမေးကြည့်လိုက်လေဘသူတပ္ပရလဲဆိုတဲ့ဟာပြည်သူရင်ထဲမှာရှိပြီးသားအလူလူကောင်းဆောင်ဘသူလဲပြည်သူရင်ထဲမှာရှိပြီးသားအမင်းအောင်လိုင်ကိုဘလိုနေရာမျိုးမှာထားသေးပြည်သူရင်ထဲမှာရှိပြီးသားမေးလိုက်တာနဲ့ကျွန်တော်တို့ကတွဲပြီးတစ်ခါတည်းမြင်တာကွေးတရောင်းစားအစစ်တိုးဘာပစ်တဲ့အဲ့လိုတစ်ခါတည်းကွာလို့လို့လားဂျင်းကောင်းလို့လားအကုန်လုံးအဲ့လိုမျိုးဟွာလေဟိုဖရုတ်သားကွာဆိုတာအကုန်လုံးဒါသူ့ဆိုရင်ထွက်တယ်ဗျာသီလားလုံးဝဒါကျွန်တော်တို့ရဲ့လူလူကောင်းဆောင်နေရှိတယ်ဒါအဲဒီလိုဟာမျိုးဆိုရင်လုံးဝဆက်ဆက်တိမခံနိုင်ဘူး စကားနဲ့တော့မှကျွန်တော်ပြောမခံနိုင်ဘူးအဲဒါပေမဲ့မေအောင်လိုင်ကအဲ့လိုအဆင့်မျိုးဖြစ်နေတယ်ပြီးတကယ်တကယ်တမ်းသူတမရလည်းတကယ်အဆင့်မှမဟုတ်ဘဲနဲ့သူဒီလိုမျိုးတွေလိုက်ပေးနေတာပေါ့နော်အဲ့ဒါကသူ့အတွက်လည်းရှက်စရာကောင်းတယ်လို့ဥပကလက်ခံနဲ့ဘွဲစိတ်လက်ခံနဲ့ကောင်းနေအတွက်လည်းရှက်စရာကောင်းတယ်ဟုတ်တယ်ရှက်စရာဒါသူတို့မသိလို့ယူယူလာလည်းဖြစ်ဖြစ်ပေါ့ပေးသမျှအကုန်ယူမယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကြီးကတကယ်ရုပ်ပေါက်တဲ့ဟာမျိုးဖြစ်တယ်လို့အဲ့ပြီးတော့မေအောင်လိုင်ရဲ့ဘွားကိုလည်းကျွန်တော်ဟိုအခုလက်ရှိသူဖြစ်ပြနေတဲ့ဘွားပေါ့နော်အဲ့ဒါကိုဟိုတနာလား ။အော်။တခြားကြောင့်မဟုတ်ဘူး။ဩသူ့မှာဟောနော်။လောကသွားထားပါတော့တခြားဗေနိုင်ငံပဲဖြစ်ဖြစ်သူ့ကိုဆက်ဆံတယ်ဆိုတဲ့ဟာမျိုးမရှိတော့ဘဲနဲ့ရွေးပြီးဆက်ဆံတဲ့အနေထားဖြစ်လာပြီလေ။အော်။ဝရမ်းမြေးဆိုတော့ဗျာဆရာအကုန်လုံးကတော့ဝရမ်းမြေးနဲ့ဘယ်သူမှမဆက်ဆံခြင်းဘူး။အော်။အဲအဲကျတော့သူ့ကိုဆက်ဆံနိုင်မဲ့သူကခုနလိုဝရမ်းမြေးချင်းချင်းပဲရှိတော့တယ်။အာနာရှင်ချင်းချင်းပဲရှိတော့တယ်။အဲအဲ့လိုမျိုးဟာမှာသူ့လက်ရှိဖြစ်ပျက်နေတဲ့ဒါသူ့ရဲ့စစ်တပ်အခြေအနေပေါ့နော်။ မင်းအောင်လည်းရဲ့ဒါနိုင်ငံကိုဒါလုံးဝနိုင်နေနေနေအုပ်ချုပ်နိုင်နေတဲ့အခြေအနေကတော်တော်ကိုဖြိုဖျက်ဖြစ်နေတာဆိုတော့သူကလိုက်ပြီးတော့အကူအညီတောင်းရတယ်အကူအညီတောင်းတဲ့အချိန်မှာကုညီကြအောင်လို့ဒါမျိုးပုံစံမျိုးတွေဖားရနေရတယ်မျက်နှာချိုတွေးနေရတယ်ဆိုတဲ့အဖြစ်မျိုးကိုသွားမြင်ရဟုတ်ဟုတ်ကျွန်တော်ကတော့ဟိုဘိုးကြီးကတော့တနာတာပေါ့ကျွန်တော်ကတော့ချက်တာပေါ့ချက်တာချောက်တာချက်တာလဲဆိုတော့သူကဟိုနိုင်ငံတကာသွားပြီးတော့စောက်ချက်ခွဲနေတယ်လို့ဖြစ်နေတယ်ဒီမှာနိုင်ငံလည်းစောက်ချက်ခွဲနေတယ်လည်းစောက်ချက် သူကိုယ့်ရဲ့ဟိုစားပေါ့နော်ဟိုအစင်တန်းမရှိတဲ့ဟာကိုတွားပြီးပေါ်ပြတယ်လို့ဖြစ်တယ်ဘာမှမဆိုင်နဲ့ဟိုဘယ်လိုပြောမလဲဆွေးနွေးပွဲတွေပေါ့နော်ဒါအခုမြောက်ရီတို့ဘာတို့ကဆိုအတန်တွင်တာတည်င်းနေတဲ့မှာပါတယ်ပေါ့နော်ဒါရုရှားနိုင်ငံကိုဖျက်သီးတို့တည်ရသီးတို့ဟိုတင်ပို့လို့ရတယ်ဆိုတော့ဆွေးနွေးမှုမျိုးတွေပေါ့ဒီဖျက်သီးရဲ့ဒီတည်ရသီးရဲ့တန်ဖိုးကဘာမှတန်ကြေးရှိတာမဟုတ်ဘူးခုနကတော့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကို9နှစ် 6နာရီ9နာရီလောက်မောင်းမယ်လင်းစီဘိုးနဲ့ပြန်တွက်ကြည့်ရင်စီဘိုးအောင်ပြရအောင်ဒါဟုတ်ဟုတ်တော့တရားနော်ဒါဟုတ်ခုနပြည့်သိနဲ့ပြည့်သိပြင်သွင်းမယ်ဆိုတော့ဘလို့ဒီဒီသူတို့ရဲ့ဟိုပါပေါ့အုံနောက်တွေရတော့တကယ်အုံနောက်တွေရတော့ကြိုက်ပါတယ်သူတို့ပထွေးနဲ့ရရင်မမီလာချင်းကြိုက်တယ်ပေါ့နော်ဒါခုနဒါဒီသူ့ရဲ့လောက်ရက်တွေဆိုတာကတကယ်တကယ်ပြောရင် तू ကသူ့ဘာသူသားဂုံယူတဲ့ပုံစံမျိုးလုပ်နေတာဒါဂုံယူကြရတယ်လည်းမဟုတ်ဘူးပြောဆိုင်ခုနပြောလို့ရှက်စရာတော့ကောင်းသေးတယ်ပေါ့နော် ပြီးတော့ကိုယ်နိုင်ငံတိတ်ခါကြတယ်ဗောနော်ဒါပေမဲ့လည်းဟိုနိုင်ငံကိုအတင်းအဓမ္မအုပ်ချုပ်နေတဲ့ကောင်ပြီးတော့ကျတော့အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ကောင်ကြံမပြည့်တဲ့ကောင်ဆိုတော့ဒီလိုအလုံးမျိုးတွေလုပ်တယ်ဆိုတာလေစမ်းတော့မစမ်းဘူးဗောနော်အဲသူ့အတွက်တော်တော်ကိုတနာစရာကောင်းတဲ့ဟိုဟာမျိုးဗောနော်တရဝါမျိုးလို့ကျွန်တော်မြင်တာဗောနော်အဲပြီးတော့သူ့ကိုအဲ့လိုမျိုးကောင်ကိုထောက်ခံနေပါတယ်ဆိုတော့ ဟိုဘက်ရက်ကောက်ကကောင်းနေကိုလည်းကျွန်တော်စဉ်းစားလို့မြောက်ဒါပေမဲ့ခုနလိုပေါ့ဇာကြီးပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့အဖြေတန်းရပါတယ်ဟောတော့ဖျဲသီးလို့တည်သီးလို့တင်ဖို့မယ်ဆိုနေကသူတို့ရဲ့အဆင့်တန်းဒါသူတို့ခေါင်းဆောင်ရဲ့အဆင့်တန်းကနိုင်ငံတကာအလဲမှာဘလောက်တောင်မှဟိုအရှက်ရစရာကောင်းတယ်လဲဆိုတဲ့ဟာကိုသိတာစရာပေါ့ဆရာပြီးတော့ဒီအခုလက်ရှိဖြစ်ပျက်နေတဲ့အနေအထားရဆိုရင်ကျွန်တော်တို့တော်လိုင်းကတကယ်အချိန်ဟုန်ကောင်းတယ်အဲပြီးတော့ဒါပြည်သူလူထုတစ်ရက်လုံးပါဝင်တယ်ပြည်သူလူထုထောက်ခံမှုတစ်ခဲနဲ့ရှိတယ် အဲဒါကြောင့်မလို့လေဒီနေ့ဒီချိန်အထိဒါအချိန်နေကောင်းတဲ့အဆင့်ကိုရောက်လာတယ်ဒါကြောင့်မလို့လေမင်းအောင်လိုင်ကဒီလိုမျိုးဆောက်ရှက်မရှိတဲ့အလုပ်တွေကိုလိုက်လုံနေရတဲ့အနေအထားတွေဖြစ်သွားတာအဲဒါကျွန်တော်တို့ဆက်ကြိုးစားရမယ်ဆက်ပြီးတော့ဒါကျွန်တော်တိုက်ပွဲဝင်ကြမယ်တော်လိုင်းမှာလုံးဝလက်နေကြီးကင်မှမဟုတ်ဘူးပြောပြကိုတက်နိုင်တဲ့အပိုင်းဒါခုနလိုပေါ့ကိုတက်ဖွဲ့တွေမြေပြင်မှာလုံနေရတဲ့အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်နေရတဲ့လူငယ်တွေဒီလူငယ်တွေခွန်အားဖြစ်စေဖို့အတွက်စကားတခွန်းနဲ့ပဲဂုံပြူလာမျိုးပဲဖြစ်ဖြစ် အတိမတ်ပြူလာမျိုးပဲဖြစ်ဖြစ်ဒီထက်ပိုတက်နိုင်လို့ငွေကြီးနဲ့ပါဝင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အခုတက်နိုင်တဲ့အပိုင်းတွေကနေဆက်ပြီးပါဝင်မယ်ဆိုရင်မင်းအောင်လည်းဒီလိုမျိုးဆောက်ရက်ကွဲစရာတွေကအများကြီးရှိအောင်ပါလို့ပြောချင်တာစရာကြီးပါ